ူချုပ်ထွန်းမြနိုင်ကိုအားလုံးရဲ့ဦးဆောင်ကောင်းဆောင်လုပ်မလားဆိုတဲ့မေးခွန်းမေးတော့ဘူချုပ်ထွန်းမြနိုင်ကဘယ်လိုမျိုးပြန်ပြီးတော့ဖြေကြလဲဆိုတော့အဲသူဖြေတဲ့ဟာကိုဘာသာပြန်ပြရမယ်ဆိုရင်တော့လုပ်ဖို့အစီအစဉ်ရှိတယ်လုပ်မယ်ပေါ့ပြတဲ့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ် ်ယေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်ဘုโจထုံးမြတ်နိုင်ကိုအားလုံးရဲ့ဥဆောင်ကောင်းဆောင်လုပ်မလားဆိုတဲ့မိကုံမိတဲ့ဘုโจထုံးမြတ်နိုင်ကဘယ်လိုမျိုးပြန်ပြီးတော့ဖြေကြလဲဆိုတော့အဲသူဖြေတဲ့ဟာကိုဘာသာပြန်ပြရမယ်ဆိုရင်တော့လုပ်ဖို့အစီအစဉ်ရှိတယ်လုပ်မယ်ပေါ့ပြပြသားပြောလို့ရှင်ဒါပေမဲ့ ဟိုဒီလိုလောက်ဖို့ဆိုတာဥမာပေါ်သေးသေးနဲ့လောက်လို့မရဘူးပေါ့နော်လောက်လိုအပ်ချက်တွေအများကြီးရှိတယ်ပေါ့အဓိက ending မှာပန်းနိုင်တယ်တို့ရဲ့ main ကဘာလဲဆိုရင်တော့စပီလက်နက်ကန်ကလေးပြောမယ်ဆိုလို့ရှင်ရခိုင်ပြည်နယ်လွတ်မြောက်ဖို့တော့နော်ဒီကစပြီးတော့လောက်ဆောင်လာတဲ့အရာဆိုတော့ဒါပေမဲ့ပြည်သူအလုံးအနေပြီးမှလက်ခံတဲ့အခုလိုမျိုးဆိုလို့ရှင်တော့လောက်ဆောင်မှုဝင်မလေးမတွေ့ဝေးဘူးပေါ့နော်ဒီလိုမျိုးဒီနေရာမှာကျွန်တော်ကဒါတွေကိုအဓိကပြောသွားခြင်းတာတခုလည်းပြောသွားခြင်းတာမဟုတ်ဘူးနော် ်ကျွန်တော်ဒီထက်မှာအဲ့အရာကြီးပဲကျွန်တော်စိတ်ကူးပေါ့နော်။ဘာတွေမြင်လာလဲဆိုတော့ကျွန်တော်စဉ်းစားတဲ့ဟာပြောပြမယ်ပေါ့နော်။ဘာလဲဆိုလို့ရှင်စဉ်းစားကြည့်ပေါ့။ဒီလိုမျိုးခေါင်းဆောင်နေရာနေပြီးပြောတယ်ဆိုလို့ရှင် OP C လုံးမှုရှိတယ်လို့ကျွန်တော်တော့မြင်တယ်ပေါ့နော်။အဲ့အကွက်ကိုမြင်တယ်။ဟိုကျွန်တော်ပြောပြမယ်နော်သိချာနားထောင်ကြည့်။ဥပမာတစ်ခုအာကျွန်တော်နဲ့ပူတင်နဲ့အမေရိကန်နဲ့ရုရှားနဲ့ okay ဟိုသူတို့ခေါင်းဆောင်နှစ်ယောက်ကအဆင်ပြေတယ်တဲ့တယ်ဆိုလို့ရှင်ရုရှားပြည်သူတွေနဲ့အမေရိကန်ပြည်သူတွေက အဆင်ပြေတော့တနိုင်ငံနဲ့သွားလာရတဲ့လွယ်ကူပဲဆိုလိုချင်တာအစ္စရေးနဲ့အမေရိကန်လို့ရုရှားနဲ့တရုတ်ဖြစ်ဖြစ်ဒါမြောက်ကိုရီးယားဖြစ်ဖြစ်ဘယ်လာရုစ်နိုင်ငံကိုမင်းအောင်နိုင်မယ်ထားနော်မင်းအောင်နိုင်သွားတာတော့ပြပြောလို့ရှင်ပြည်သူတွေမပါဘူးပေါ့နော်ဒါတော့အဲ့လိုပဲခုလက်နက်ကင်ကောင်းဆောင်တွေကလက်နက်ကင်ကောင်းဆောင်တွေနေမှာတအုပ်နဲ့တအုပ်နဲ့အဆင်ပြေတယ်ဆိုလို့ရှင်ပုံပြီးမှပြည်သူတွေကတော့အားလုံးကတော့စီလုံးစေချင်တာအမှန်ပဲပေါ့နော်အဲ့လိုမျိုးကောင်းဆောင်တွေကလည်းအဓိကကြတယ်ဆိုတော့ကျွန်တော်ပြောချင်တာခု ဒီ AR ရီတိုင်းပေါ့နော်ဒီကိုအောင်စောတို့လည်းမေးတာတွေတော်တော်လေးကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ပုံမှန်လင်းလင်းနဲ့အင်တာဗျူးရတဲ့အချိန်မှာအဲ့လိုမျိုးပြည့်အောင်မေးခွန်းတွေလည်းကောင်းတယ်ပေါ့နော်ကိုအောင်စောတို့တေချာလက်ချိုးတွေရှိသေးတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီသတင်းဌာနတွေလည်းပြစ်တင်နေပေါ့နော်ဟိုအပိုင်းအပိုင်းနေနဲ့ကိုရီးယားကားတွေလိုလိုဘာလိုလိုတွေဗျူးရှာတာအဲ့လိုမျိုးပြောတာတွေကျွန်တော်တော့တိုက်ပြီးတော့မကြိုက်ဘူးအဲ့လိုလူတွေဘာလို့မကြိုက်တာလဲဆိုတော့ကျွန်တော်ပြောပြမယ်အဲ့အယူနန်စတော်ဒရိတ်ထက်တယ်မယ်ဆိုလို့ရှင်နိုင်ပေါင်းများစွာကြားတယ်အရှိကြီးလေနော် တစ်ခုတစ်ခုဆိုဗီဒီယိုဖိုင်တင်လိုက်ပြီးတော့38မိနစ်နိုင်ဝက်ဟိုအနည်းဆုံးနိုင်ဝက်ကျော်ပြီးသားနော်ဟိုအဲ့လိုဆိုရင်ဟုတ်ပြီနိုင်ငံခြားမှာနေတဲ့သူတွေ wifi ရနေတဲ့သူတွေ internet ကောင်းနေတဲ့သူတွေကတော့အကြောင်းမဆန်ဘူးအချိန်ရတဲ့သူတွေနော်ဒါပေမဲ့မြန်မာနိုင်ငံမှာနေတဲ့သူတွေကြတော့အချိန်ရရတယ်ထားပါအောင်နော်ဟိုဘေဘိုးတွေကအဲ့လောက်ကြီးမတက်နိုင်ဘူးကိုဘေကုန်ခန်းပြီးနိုင်ဝက်လောက်တနိုင်နှစ်နိုင်သုံးနိုင်လေးနိုင်အဲ့လိုမျိုးကြီးဖို့ဆိုတော့ nan store တောက်ရှောက်နော်အဲ့လိုမျိုးလောက်ဖို့ဆိုတော့မဖြစ်နိုင်ဘူးဘယ်လိုလုပ်ပြီးအောင်ကြီးမှာမသိနိုင်ဘူး ဟိုလူဆိုရလေသူကျွန်တော်အမေစုပြောတဲ့စကားတခုရှိရဲစကားပြောတဲ့နေရာမှာတဲ့25မိနစ်ဆိုအလွန်ဆုံးပဲကောင်းနေတယ်25မိနစ်ထပ်ပြောရင်လူတွေနားထောင်တာပြင်းလာတယ်တဲ့အခုခေတ်လူငယ်တွေဆိုလို့ရှင်စာလည်းမဖတ်ဘူးဒါမျိုးလည်းနားမထောင်ဘူးသူတို့ဟိုအရင်ပြင်းတာပေါ့နော်တခုခုဆိုရင်သူတို့မပြင်းတာပါလဲဆိုတော့သူတို့စိတ်ကိုဖန်ဆားနိုင်တဲ့ဟာအပျော်ပါတယ်နော်ဟိုလူငယ်တွေဆိုတော့မိမယောက်ျားကိစ္စတွေတော့နော်ခြားသားတွေတို့တောင်းပြောမြောက်ပြောအာဒါတွေပဲပေါ့နော်အရင်မြတ်ဖတ်မရတောင်းမစားမပါညာထားလိုက်ပါဒါတွေမပြောတော့ပါဆိုတော့ ဒါကြောင့်မလို့ဟိုကျွန်တော်အနေနဲ့ဆိုရင်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်လူတစ်ယောက်ကိုလေစကားပြောပြီးဆိုသိချင်ကြည့်ရဒီလူကဘလို့ပြောနေရလဲသူ့စိတ်ထဲပါရလဲဘယ်သူပဲပြောနေတာလဲသူ့ရဲ့မျက်လုံးတွေပြောဆုံးကဟန်မူရာတွေသူ့ရဲ့စိတ်ထဲကိုမြင်အောင်ကြည့်ရတယ်လေဆိုတော့ကိုတို့ထုံးညံ့နိုင်မှာဆိုလို့ရှိရင်ကျွန်တော်ကြည့်နေအဲခေတ်ပညာရဆိုရင်လေအင်္ဂလိပ်စကားတွေပါလေပြောနိုင်တယ်ပေါ့နော် စည်ရေးအမြင်လည်းရှိတယ်နိုင်ငံရေးအမြင်လည်းရှိတယ်လူမှုရေးအမြင်လည်းရှိတယ်စကားပြောစွမ်းဆောင်ရည်လည်းစကားပြောစွမ်းရည်လည်းကောင်းတယ်နော်စကားပြောလို့ရှင်လည်းတလုံးဆိုတလုံးဟိုခိအောင်ပြောနိုင်တယ်နော်အဲ့လိုမျိုးဖက်ဖက်ကနေတော်တော်လေးပြည့်စုံတယ်လို့ပြောခြင်းတယ်ဒါဟုတ်ကျွန်တော်ဗာလဲဆိုရင်ဘိုးချုပ်အောင်ဆန်းသွားတည်ရတယ်ဆိုကျွန်တော်နိုင်ငံဖားခင်ဘိုးချုပ်အောင်ဆန်းအဖို့ပြောရတော့မှာပေါ့နော်ခုဆိုရင်တော့နိုင်ရှင်တာပြောရမှာမဟုတ်နော်ကျွန်တော်ပြောတယ်ဒီနေရာမှာကြိုးပြီးတော့နားလည်ထားဖို့လိုတယ်ဘိုးချုပ်အောင်ဆန်းနဲ့နိုင်ရှင်တာမဟုတ်ခေါင်းတော်တယောက်မှာရှိတဲ့ရှိတဲ့ယနေ့ခေတ်ကြီးဒီခေတ်ကြီးမှာလေတောင်းတန်းဖော်ရှောက်ကောင်းတော့လုပ်လို့မရဘူး နိုင်ငံတကာမှာလည်းအရေးကြီးတယ်တန်တမာရေးရာတွေဘယ်လိုမလို့ညံ့ညက်ကြအောင်လုပ်နိုင်ဖို့ပြောနိုင်ဖို့စကားပြောတာအစားเนาะအဲ့လိုလဲလိုအပ်တယ်ပြင်ပြောတဲ့ဟာတွေလည်းထိရောက်ဖို့လိုတယ်လှုပ်ဆောင်ချက်သူများတကောင်းတစ်လုံးကနေဖို့လိုတယ်အဖက်ဖက်ကပြည်စုံနေဖို့เนาะအဲ့လိုပြည်စုံမှာဒီခေတ်ကြီးမှာလူတန်းသူ့လိုကိုလိုတည်နေတယ်เนาะပေါ့ပေါ့တန်တန်လင်းသွားပြီးဦးဆောင်လို့မရအောင်ဆိုတော့အခါကျတော့ဒါတော့မလို့ဘိုးချောင်းအောင်ဆန်းဆိုလို့ရှိရင်เนาะစီရေးမြင်နိုင်ငံရေးအမြင်စီယုံရေးအမြင်เนาะဘိုးချောင်းအောင်ဆန်းဆိုစီယုံရေးလည်းကောင်းတယ်เนาะပေါ်တော့မဟုတ်ဘူးစစ်တိုက်ဆိုတာမင်းတို့ငါပြောပြမယ်နော်ဟုတ်ပြီနော် ဂျပန်သူများနိုင်ငံမတူတဲ့တခြားသောနိုင်ငံမှာစစ်ပညာသင်ပြီးတော့တိုက်တာနော်ဘလောက်မိုင်လဲနော်ဟိုပြောပြတယ်ဘုကျောင်းဆံပြောခဲ့တဲ့စကားလုံးနေဆိုလို့ရှိရင်ဒီနေ့ချိန်တီအောင်ဖားနိုင်ငံနေအလွန်ခဲ့တဲ့အမြော့မြင်နောက်တစ်ချိန်မှနိုင်ငံတကာကသိမ့်မယ်ဆိုလို့ရှိရင်လက်နက်နဲ့မသိမ့်တော့ဘူးဆိုတော့ခုလိုမျိုးတွယ်ဝိုက်တဲ့နေနေနဲ့လက်နက်မလိုတော့မြေတွေခုတယောက်ကသိမ့်နေတယ်ခုဆိုရင်နိုင်ငံကိုပုံရအင်တာနက်တွေတယောက်ကထိန်းချုပ်နေတယ်နော်တယောက်ကမြန်မာမှာမဟုတ်ပါဘူးတခြားသောနိုင်ငံတွေရောဟိုအကျွေးတွေပေးပြီးရင်တော့ချက်တီကလာတွေလိုမျိုးရောက်သူအကျွေးတွေပေးနောက်ပိုင်းဆိုအိမ်သိမ့်ခံတနက်ကြီးနဲ့သွားသိမ့်နေမလို့အဲ့လိုမျိုးပြောတဲ့ဟာကြီးအရန်ကုန်မှာနော်အင်မတန်မှောက်ဒီ ဘိုးချုပ်ထုတ်မြတ်နိုင်ဆိုရင်လည်းအဲ့လိုမျိုးတွေပြောတယ်လှုပ်ဆောင်ချက်တွေကောင်းအဲ့လိုမျိုးကောင်းလို့လည်းပြည်သူတွေကလည်းသူ့လိုမျိုးဟိုထောက်ခံပေးတာပေါ့နော်အဲ့လိုမဟုတ်ဖ ೇನೆ ဆိုရင်နေရဘူးနောက်တစ်ခုကျွန်တော်ပြောချင်တာဒီနေရာမှာအလုံးကလက်ခံလာတယ်ဆိုတော့အမြင်ကျေလာတယ်ပေါ့နော်ဘလို့အမြင်ကျေလာလဲဆိုရင်ကျွန်တော်ပြောရလို့ရှင်ဟို United States ဆိုတာရှိရပေါ့နော် US United ဆိုတာကြပါလဲဆိုလို့ရှင်သူက ေါင်းဆက်တာပေါ့နော်စီလုံးနဲ့အားလုံးစတိတ်ဆိုတော့ပြည်နယ်ပေါ့အဲ့လိုပြည်နယ်တွေအားလုံးကိုပေါင်းဆက်လိုက်ပြီးတော့အမေရိကန်ပြည်ထောင်စုဆိုတာဖြစ်ပေါ်လာတယ်အဲ့ကြောင့်မလို့အတူက USUS ဆိုမှဒါနော် SUS ဆိုတာအဲ့ပေါင်းဆက်နေတဲ့ပြည်နယ်တွေရဲ့အမေရိကန်ပြည်ထောင်စုဆိုတာအဲ့ဟုတ်ပြောတာနော်ဆိုတော့အဲ့လိုမျိုးကိုယ်နိုင်ငံမှာနိုင်ငံလေးရဲ့တည်တည်လေးဟိုအားလုံးဒီနယ်လေအလုံးစုပေါင်းပြီးဥဆောင်နိုင်တဲ့ကောင်းဆောင်ပြီးသူလက်ခံနိုင်အောင်လုပ်နိုင်အဲ့လိုလုံမှသာလင်းရင်လည်းကျွန်တော်တို့နိုင်ငံရဲ့အေးချမ်းပဲတိုးတက်မယ်เนาะတယောက်တယောက်ဟိုမယုံကြည်မှုတွေလုပ်နေလို့မရဘူးเนาะဆိုတော့အခု KNU KNU ဆိုလို့ရှင်ဒါအင်မတန်မှတောင်းတဲ့အဖွဲ့เนาะဒါပေမဲ့ကျွန်တော်ပေါ်တင်ပြောလို့ရှင်သူတို့မှာကဟုတ်ပြီပဲဒီစစ်မတိုက်ဘူးကျွန်တော်တည်ပြောတာဒါပေမဲ့လောက်တဲ့လူရှိတယ်လောက်တဲ့လူတွေရောလေးစားပြီးသားပဲကြီးသူတွေလက်ခံပြီးသားပဲဟုတ်ပြီနော်ဒါပေမဲ့တချို့လူတွေကခုကြည့်လိုက်ဘာကောင်းနေမှမသိဘူးเนาะလက်နဲ့ကြီးကိုင်းပြီးရှာစားတချို့အားတယ်ကြီးသူတွေကအဲ့အခွင့်ကောင်းယူပြီးတော့ထားပေါ့ဒါတွေဒီလိုမှချက်ပြီးတိုင်းပြောခြင်းအဲ့လိုမျိုးသူတို့လည်းလောက်မယ်ဆိုရင်ကိုတိုင်းသားတွေအားလုံးเนาะဟိုမင်းကတတလန်ဘယ်သူမောင်ဖြူမောင်နေအချင်းကြားကြင်ချင်းမောင်ပမာရခိုင်ရှမ်းနေမခွဲချဘူးเนาะသူကြရင်သူလောက်အဲ့လိုမျိုးလောက်ဆောင်မယ်ဆိုရင်အရန်ကောင်မှနိုင်ငံတိုးတက်မှာပေါ့เนาะ မိုက်တယ်။ဒါကြောင့်မလို့အခုချိန်မှာဥဆောင်သူမရှိဘဲနဲ့ဆိုရင်ကိုယ့်ရောကယထာဒရွဲမြန်လို့ဆိုရင်ဥဆောင်မဲ့ကောင်းအောင်အိတ်မကောင်းဘူးဆိုရင်အိတ်မရောက်နိုင်တယ်လို့နောက်တစ်ခုကကောင်းမှပါပဲနဲ့အတွဲတွေကတွားနေမယ်ဆိုရင်တိတ်ပြီးထိရောက်မှုမရှိဘူးတွဲတွေကိုယ့်ရောကအတွဲတွေများနေတယ်။အကယ်၍သာအင်ဂျင်ကောင်းကောင်းစက်ကောင်းနဲ့ယထာဒရွဲကြီးကကောင်းကြီးကဥဆောင်ပေါင်းပြေးနေမယ်ဆိုလို့နောက်ကဟာရဲ့ရှော့ကနဲ့ရှော့ကနဲ့လိုက်ပြီးလိုရာကြီးမြန်မြန်ဆန်ဆန်ရောက်မှာ။ဒါကြောင့်မလို့ဟိုနှောင့်နေတယ်တော့မစိုးဘူးပေါ့နော်ဘုလိုထုံမြနိုင်တကယ်မစိုးဘူးဒီလိုပြောလို့လေကျွန်တော်ရခိုင်လူမျိုးမဟုတ်ဘူးနော်ပြောပြတာနော် ဟိုဒီလိုပြောလို့တကြရခိုင်လူမျိုးထင်တယ်မှာဆိုလို့တချို့လည်းရခိုင်လားမေးနေတချို့ကလည်းဟိုဒီတယောက်ကိုဟိုကပြောလိုက်ပါလူမျိုးကမဟုတ်ပါဘူးเนาะပြပြလားတေချာစဉ်းစားဖို့เนาะဒီလောက်ပါကျွန်တော်အိမ်ကနေထုတ်လာတဲ့ချက်လာတဲ့ငသက်လောက်ပေါ့သဘောပေါက်လားเนาะမင်းအောင်လိုက်เนาะဒီရုရှားအာဏာရှင်ပူတင်အကြီးဆုံးအာဏာရှင်ပေါ့เนาะဒီပူတင်ပူတင်တောင်မှမဟုတ်ဘူးအုတ်ချုပ်ရည်အစင်ပဲရှိရပြောမယ်ဆိုရင်နားလည်အောင်ပြောအုတ်ချုပ်ရည်မူတည်မလားအုတ်ကြီးမြန်မာပြည်မှာပြည့်ပြည့်တက်ခံတယ်ဟိုတလောတော့ဒါတောင်ကမှချိန်နေလေ ဖိုင်ချွတ်ချွတ်နဲ့ဟမ်ခေါင်ထွက်မရင်းကောင်နေတည်ရမလားအေးအဲ့လိုကောင်နေအစင်အောင်သွားပြီးတော့ဒါဟိုကျွန်တော်အရင်နေပြီးမှနော်ငါတလောက်ပေါင်းငါတလောက်ပေါင်းငါတလောက်ပေါင်းကျွန်တော်အရင်ချက်လာတယ်ငါတလောက်ပေါင်းငါတလောက်ပေါင်းဟမ်ဘလောက်တိတ်ခါမရှိလဲဒါအောင်နော်ဒီကြောက်ဆိုးဆိုရင်ပေါက်လောက်ပဲသားတွေမြောက်ပြောနေတကယ်တော့ဖတ်ဖတ်ရဘလောက်တိတ်ခါကြာလဲဆိုကျွန်တော်ပြောပြမယ်နော်ဟုတ်ပြီနော်အောက်ချုပ်ရမှုအဆင့် level ပဲရှိတဲ့လူကိုသွားပြီးတော့เนาะဟိုဒီနေရာမှာတခုပြောချင်တာက ကိုရေကဒါမင်းအွန်လိုင်းကိုနော်မကြိုက်လို့အာနာရှင်မို့လို့မကြိုက်လို့ပြောမှာမဟုတ်ဘူးအရှိတရားဝယ်ပြောချင်တယ်နော်စဉ်းစားကြည့်အားလုံးအမေစုဆိုလို့ရှင်နော်သူမြနိုင်ငံတွေသွားပြီးဆိုအိုးကောင်းဆောင်ကြီးတွေအကြီးဆုံးပုဂ္ဂိုလ်ကြီးတန်းနဲ့ကြိုဆိုပြီးအခန့်ကြွေးမွေးဒီလိုမျိုးနော်မင်းအွန်လိုင်းကျတမန်တကူးတကားကြီးတော့မကိုရင်နဲ့သွားပြီးတော့ဟိုပြောမယ်ဆိုရင်ဟိုဘယ်လိုပြောမှာလဲကျွန်တော်ကနေဟိုမိမလိုချင်လို့ရောက်ကမစီသွားတယ်ပုံစံမျိုးနော်အဲကုကစကားနဲ့ပြောမယ်အစော်ပေါ့ဟုတ်ပြီကျွန်တော်စော်စီသွားဖို့တအံရောက်ကမစီသွားဖို့အတွက် မျက်နှာပန်းလောက်အောင်ဆိုပြီးမှငါတက်လောက်ပေါ့အင်းဒါတော့မောင်းငါဒါတော့လက်ပတ်တော့အင်းဒါတော့ဟိုဘာလက်ဖက်ပါဒါတော့ဘာငါပါဟိုစန်းသကြည့်နော်တေချစန်းသကြည့်နော်တကယ်ရှက်တရားကြီးအောက်တန်းကြရတယ်ဟိုတိုက်ခါဘလောက်ကြရလဲဒီလိုမျိုးကိုဖရရနေအစင်နော်တကယ်ကြီးဟိုတကယ်ပြောတယ်လူဆိုတာခေါင်းဆောင်ဆိုခဲ့ရင်တောင်မှလဲပဲပဲသွားမယ်လေသူအဲ့ခံတာမခံအဲ့လောက်ကြီးလောက်ဖို့မလိုနောက်တစ်ခုသိရမှာကကဘာမှာနော်နိုင်ငံ200ကျော်ရှိတယ်အဲ့ထဲမှာမှဒီလိုမျိုးအာနာရှင်မျိုးတွေတကောင်မှမတွေ့ဘူး အတန်လည်းမကြဘူးဘယ်သတင်းမှလည်းမကြဘူးဘယ်သမိုင်းမှလည်းမရှိဘူးဘယ်စာအုပ်မှလည်းမရှိဘယ်သတင်းတာနယ်လွှဲနာမှမရှိဘူးဟုတ်ပြီနော်ဆိုတော့တေချာစဉ်းစားကြည့်ဒီလောက်ကြီးတောင်မှဟိုတိတ်ခါမဲစွာနဲ့နော်သူအာဏာရဖို့အတွက်ဒါမျိုးကြီးအာဒါငတ်တလောက်ပေါင်းမှအိမ်ကယူလာငတ်တလောက်ပေါင်းမှဆိုတော့အဲ့အာကြီးကိုကြော်ဆိုးဦးတော့လေအာဒီဘက်ကပေါ်မှရဲ့နနပန်းလာဖို့အပသဘောကြပါပေါ်မှဖို့အမ်ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ဟာနော်တကယ်ပြောဒီလိုကောင်သားမျိုးတွေအတွက်ရင်နာတရားကြီးဒီလိုကောင်းနေနော်ဟိုတိုင်းပြည်မှာအုပ်ချုပ်ချင်တာဘယင်လှုပ်ချင်တာနော်စဉ်းစားလာကြည့် အားကားမဟုတ်ဘူးเนาะတကယ်တိတ်ခါကြတာလေးလေးနက်နက်စင်သာတွေးတော့ကြည့်လိုက်เนาะတကယ်ရှက်တရားကြီးမင်းအောင်လိုင်းစားတကယ်ရှက်တရားကြီးသူဥစ္စာဆိုတာတက်ကိုယ်နိုင်ငံအတွက်ကျွန်တော်ရှက်တယ်ပေါ့เนาะဟိုမြန်မာနိုင်ငံသားတယောက်အနေနဲ့ဟိုငါတို့နိုင်ငံဒီအာနာရှင်နိုင်ငံစီမှာပေါ့ပြီးတော့အာနာရှင်တယောက်ကဟိုဒါကကျွန်တော်အရင်ပေါင်းလာတယ်ငါတက်လောက်ဒါကျွန်တော်အရင်ပေါင်းလာတယ်ငါတက်လောက်ဒါကျွန်တော်အရင်ပေါင်းလာတယ်ငါတက်လောက်ဆိုတဲ့ဟာကြီးကဘယ်လောက်ရှက်တရားအင်မတန်မှကိုတိတ်ခါကြတယ်နိုင်ငံတစ်ခုလုံးเนาะတကယ်အဲ့လောက်ကြီးဘောမတွေကဘောမဆိုတာတက်သူတို့အာနာရှင်တွေအတွက်เนาะအဲ့လောက်ကြီးဟိုဖားဖို့မလိုဘူးပေါ့เนาะ ဟုတ်လားအာနာရှင်ရှင်တွတ်မယ်ဆိုတော့သူလည်းကောင်းတော့ကိုလည်းကောင်းတော့ဒါဒီနေ့မှဟိုမဲအွန်လိုင်းကိုကိုကတော်လန်နေတဲ့စိတ်ကိုခဏဖယ်ထားလိုက်အောင်မယ်သူအာနာရှင်ခွေးကောင်းဆောင်မဲထားလိုက်အောင်ဟုတ်ပြီနော်ခွေးကောင်းဆောင်တယောက်နေနဲ့ဘလောက်တိတ်ခါကြလဲနိုင်ငံတွတ်နေနဲ့နော်စဉ်းစားကြည့်တကယ်တော့ကိုဘက်အိမ်ဒီဘက်အိမ်အလဲသွားတဲ့အစင်မဲရှိရသိရမလားဟိုတွတ်မယ်ဆိုအေးသားကြီးနော်ဟိုလူငယ်ချင်းဆိုတော့အေးသားကြီးရက်တော့ဖို့အပြီးပါညာဒါတော့ငါ့အိမ်ကပေါင်လာတဲ့ငါတလောက်ဒါတော့ငါလည်းဖက်တုပ်လာတယ်ချင်းတုပ်လာတယ်နော်မိန်းကလေးဆိုလဲဒါဟုတ်ပြီကော်ဖီဒါပါတော့နော် ဟိုရှောက်ပြီးတော့လက်ဖက်တော့အဲစသဖြင့်ဘာပဲမြင်မြင်တင်မော်ဒီတောင်းမှဖြစ်ဖြစ်ဒီလိုမျိုးအနေထားသူသွားပြီးကြွေးတဲ့ဟာလည်းအာနာရှင်အကြီးဆုံးကောင်ပူတင်မဟုတ်ဘူးနော်ဗလာဒီမာပူတင်မဟုတ်ဘူးနော်အောက်ကြီးကဘာမှမဟုတ်တဲ့နော်အုတ်ချုပ်ရည်မှုအစင်အုတ်ကြီးပေါ်ပြောမယ်ဆိုရင်မြန်မာနိုင်ငံကအောင်နေလို့ပြောဆိုရင်အဲ့အစင်လောက်ပဲပြောမယ်ဆိုရင်နော်အဲ့လိုမျိုးကောင်တော့မဒီလောက်ကြီးဖရနေရတယ်နော်တကယ်နော်မင်းအောင်လိုက်တောက်ချက်ပေါ်တော့တော့မဟုတ်တကယ်ကောင်တကယ်ကောင်နိုင်ငံအောင်တကယ်ဒါကြအဲ့ရလဲဘောမရပြောနေဟာဘာဘာကြီးဘာဘာကြီးသူတို့ဆန်ငါလုံးမှသာဒီမအေးလို့တယ်နော်တကယ်ချက်တရားရင်တော့မင်းတို့ကောင်နေ တော့လေမင်းတို့စဉ်းစားကြည့်လူပြောင်းလို့ပဲစဉ်းစားကြည့်ကွာမင်းတို့မရောက်နိုင်မဟုတ်ဘောမလေးထောက်ခံနေတဲ့ကောင်နဲ့မင်းတို့ရဲ့အဖေပဲထားလိုက်မင်းတို့အိမ်တိုင်မှာပေါ့ကွာနော်အမင်းတို့အဖေကနေဟိုဘက်အိမ်နိုင်ငံမစိုးထားနဲ့ဟိုဘက်အိမ်သွားပြီးဖရာနေရတယ်ဆိုတော့ညင်ရတာတင့်တော်လားကောင်းရလားဟမ်မင်းတို့ရဲ့အဖေကဟိုဘက်အိမ်သွားပြီးတော့ဒီဟင်းလေးယူသွားလိုက်လက်ဖက်တော့လေးယူသွားလိုက်အဲ့လိုမျိုးစိုးခဲ့ရင်တောင်မှမင်းတို့သားသမီးတွေအနေနဲ့ကွာ အာ over and divide ဘာဖြစ်မှာလဲသူလဲအာနာရှင်ကိုလဲအဲ့အာကြီးတော့မင်းတို့စဉ်းစားကြည့်နော်မင်းတို့အရင်တိုက်ခတ်ကြမလို့လားဟိုဘက်ရင်တော့တော်ပြီးဖားရတာဆိုတော့ဒါအိမ်လေးဘာမှမဟုတ်တဲ့အစင်လေးနိုင်ငံကြီးနဲ့ခြေသွားပြီဆိုရင်မင်းတို့အုံအောင်ရှင်စဉ်းစားလာကြည့်ငါပြောတာတော့သဘောပေါက်လားနော် again တော့စဉ်းစားကြည့်အဲ့လိုမျိုးဟိုဘက်ရင်ဒီဘက်ရင်ဖားမယ်ဖားညာဆိုခဲ့တော့မှနော်ဟိုရှက်စရာကြီးနော်အခုတော့နိုင်ငံကြီးနဲ့ခြေပြီးအမှန်ဒီလိုကောင်းကောင်းတော့လုပ်ချင်တာလဲနော်အေးအဲ့လိုမျိုးမအေးလို့ဘာမှစောက်စရာမရှိတဲ့ကောင်းမင်းရက်ကွက်တဲ့ဟိုအရသမားအစင်စိုက်ကအစင်လောက်ပဲရှိတယ်နော်မင်းအောင်လိုက်ဆိုတာဒါပဲပြောမယ်ဟုတ်ပြီနော် လဲသေးလို့ရတယ်ရှက်တက်မယ်ဆိုရင်လဲသေးလို့ရ Okay